ားလုံးပဲမင်္ဂလာပါများ။ Silent တဲ့ဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံပြီးတော့ဖတ်ကြတော့တမ္မကြီးကြီးဦးချိုထွန်းအောင်ကိုလောက်ကြံသူများဖမ်းမိပြီဆိုလာတဲ့ကြိုဆိုးတင်ပြလာတဲ့ရုပ်သံပြီးတော့ဖလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဒီမှာကြိုဆိုးကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုတင်ပြနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်း Silent တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ မဆုံးတရေတဘုတ်အနေနဲ့တာမတ်ကြီးငိမ့်ဥချိုထုံးအောင်ကိုတက်ပြတ်ခဲ့တဲ့အကြမ်းဖက်အဖွဲ့ကိုဖမ်းဆီးရမိလိုက်ပြီဖြစ်ပါတယ်အဲ့တော့အဲ့မှာတော့ကျွန်တော်တို့ဒါရှစ်ဦးတော့လွတ်မြောက်နေပါတယ်ဒီနေရာမှာကျွန်တော်တို့အကြမ်းဖက်လက်ရှိဖမ်းဆီးထားတဲ့ထဲမှာဆိုရင်အားလုံးကျွန်တော်အကြမ်းဖက်အဖွဲ့ဝင်အားလုံး16ယောက်ကြားက73ယောက်မားက3ယောက်အားလုံး16ယောက်ဖမ်းဆီးရမိထားတာဖြစ်ပါတယ်ခင်ဗျားတို့တွေခင်ဗျားတို့စသွေးကြွအုပ်စုတွေခင်ဗျားတို့တွေပေါ့ဗျာခင်ဗျားတို့အုပ်စုတွေဥချိုထုံးအောင်ကိုခင်ဗျားတို့တက်ပြတ်နိုင်တဲ့ကာလကဩဝါဒတွေပေးခဲ့ကြတယ်ခင်ဗျားတို့အောင်ပွဲလို့တတ်မှတ်ခဲ့ကြတယ်လက်ရှိ လက်ရှိဒီဖြစ်စဉ်မှာကျူးလွန်ခဲ့တဲ့အကြမ်းဖက်အုပ်စုတွေကိုဒါလုံခြုံတပ်ဖွဲ့ဝင်တွေကဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ပါတယ်။အကြမ်းဖက်သမားတွေကိုဖမ်းဆီးနိုင်ခဲ့တဲ့လုံခြုံတပ်ဖွဲ့ဝင်တွေအားလုံးကိုလည်းကျွန်တော်တို့များစွာဂုဏ်ယူပါတယ်။ဖြစ်စဉ်ကိုတင်ပြပါမယ်။2025ခုနှစ်မေလ22ရက်နေ့နေ့ပိုင်းကအမြန်ကုန်းမြို့နယ်ငားရက်ွက်နှင်းစီလန်းနဲ့ဝိဇာလန်းတောင်းနေတံမကြီးငိမ့်ဦးချိုထောင်အောင်ကနေရှိမှကျွန်တော်မြေးဖြစ်သူနဲ့အတူလမ်းလျှောက်နေတဲ့ခါမှာကျွန်တော်တို့အကြမ်းဖက်ဆက်သွေးကြွအဖွဲ့ဝင်နှစ်ယောက်ကလျှက်စစ်မော်တာဘိန်းနဲ့လာရောက်ပစ်ခတ်တပ်ဖြတ်ခဲ့လို့ဦးချိုထောင်အောင်နေရာမှာပဲပွဲချင်းပြီးဒါတိတ်ဆုံးခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်။ဒီဖြစ်စဉ်မှာလုံခြုံတပ်ဖွဲ့ဝင်တွေကကျွန်တော်တို့ဒီ ဒီကျွန်တော်ရန်ကုန်မြို့ရန်ကုန်မြို့မှာဖြန့်ထားတဲ့ကျွန်တော်တို့ဒါစီတူပီတဲ့တောက်ချောက်စောက်ကြည့်တာပေါ့တောက်ချောက်စောက်ကြည့်တဲ့ခါမှာကျွန်တော်တို့ဒီစပိန်ကိုစပိန်ကိုတဲသွားတဲ့၃ဘင်းဝန်ဆက်ဝန်ဆက်ဝန်ဆက်နဲ့လိုက်တယ်ပေါ့ဗျာအဲ့တော့စပီမိတာကမေလာ23ရက်နေ့ကအကြမ်းဖက်သမားတွေအုံပြုခဲ့တဲ့ခုနကကျွန်တော်တို့တို့တမကြီးကြီးကိုလာရောက်ပစ်ခတ်ခြင်းမှာအုံပြုတဲ့မော်တာအဲလျက်စစ်မော်တာစပိန်ပေါ့ဗျာအဲ့ဒီဘင်းအဲ့ဒီဘင်းကိုလာရောက်တဲသွားတာက၃ဘင်းပေါင်းတဲ့သူနံပါတ်ကစန်းတောက်အောင်ခပကူးသားအသက်က40 သူနေထိုင်တာကမြောက်ကလာပါမြို့နယ်ထားရက်ကွက်ခါရှူကသုံးလမ်းအမကနှစ်လေးရှစ်အနေမှာအဲစပိန်ကိုဖမ်းမိရဲ့အဲ့တော့သူကနေပြီးတော့ကျွန်တော်တို့တခါထက်ထက်ပြီးထက်ထက်ပြီးတော့တောက်ချောက်တောက်ချောက်မိရပါဗျာတောက်ချောက်တောက်ချောက်ခွေးဆက်ခွေးဆက်တွေဖော်တယ်ဗျာခင်ဗျားလူနေမေးထားပါဆိုခင်ဗျားလက်မှတ်မိမှာမဟုတ်အဲ့ဒီမှာဥချုံတော့မေလ25ရက်နေ့မှာဥချုံတော့အောင်ကလုံချာတက်ဖြတ်ခဲ့တဲ့လုံချာတက်ဖြတ်ပြီးတော့သူတို့ထွက်ပြေးတိချောင်းနေတဲ့တရက်ခန်းမျိုးကိုကိုခအဆိုင်ကိုကိုခဇမင်းထက်ခလင်းလင်းစောအသက်28နှစ်ပေါ့ဗျာသူကသူ့ရဲ့ဇနီးနဲ့အတူသူ့ရဲ့ဇနီးပြုံးပြုံး 24နှစ်အတူသူ့ရဲ့တမီးလင်းလင်းရွှေအသက်6နှစ်တော့အဲသူတို့တွေကဒီမှာလောက်ကြတက်ဖြတ်ပြီးတော့ဗျာသူတို့ကညောင်မျိုးပေါ့ဗျာညောင်မျိုးနေဘက်ကိုသူတို့သွားတယ်ပေါ့ဗျာအဲ့ရနေခုပကန်းကိုကူးဖို့ပေါ့တဖကန်းကိုညောင်ကြီးရဲ့တဖကန်းကိုကူးဖို့အဲ့ဒီညောင်ဘက်ချမ်းပါပဲဖန်စီရမိခဲ့တယ်ပြီးပြီးလဲအမသူတို့ဒီကားနဲ့ပို့ခဲ့တဲ့အဖွဲအဖွဲတွေပေါ့ဗျာတောက်လျှောက်မိတယ်ပေါ့ဗျာပြီးတော့အမရှိတဲ့ဒီသူတို့သူတို့ကိုဒီလက်ခံပေးတဲ့သူတွေပြီးရင်ကျွန်တော်တို့ဒီတမကြီးချင်းကိုတက်ဖြတ်မှာဘေးကနေပြီးတော့ကျွန်တော်တို့ဒါဟိုဘက်လမ်းဒီဘက်လမ်းစောက်ကြည့်ပေးခဲ့တဲ့သူတွေပြီးရင်ကျွန်တော်တို့တမကြီးပြင်ဒီလိုမျိုးအထားမြောက်ဖို့အတွက် နောက်ကရနေပတ်ဖို့ပေးခဲ့တဲ့သူတွေပြီးွားရင်ဒီ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 စစ်သွေးကြောင့်ငနဲနှကောင်ကသူကကိုတန်းနဲ့နဲ့ကိုကို6လောက်ကိုကျွန်တော်တို့ကြီထွက်ပြီးတော့ကြီထွက်ပြီးပြစ်ခတ်ပြီးတော့ဗျာပြစ်ခတ်ပြီးတော့ကြောက်ကြောက်လန့်လန့်နဲ့ပြက်ပါဗျာအဲ့တော့အဲ့တော့ပြစ်ခတ်ပြီးတော့ကိုကိုပြစ်ခတ်ပြီးတော့6လောက်ပဲထိသွားတယ်ဗော6လောက်ကိုထိသွားတယ်ဗျာထိသွားတဲ့အခါမှာစေးကူတာပေးခဲ့တဲ့ဆရာဝန်ငနဲနှကောင်အဲ့ဒီနှကောင်နဲ့ကျွန်တော်ဖမ်းဆီးရမိခဲ့တယ်အဲ့ဒီငနဲနှကောင်ကအဲ့ဒီငနဲနှကောင်ကဘာမှရှိလဲဆိုတော့သူကတာဂီတာမြို့နယ်၄တောင်ရက်ကွက်မြင်းတော်သာလမ်းအမှတ် ငါးနှစ်လေးလင်းအထူးစေကန်းအဲ့မှာကျွန်တော်တို့ကုသပေးတယ်အဲ့မှာအဲ့မှာလည်းကျွန်တော်တို့စင်းဟုတ်ပိုင်ရှင်နဲ့ဆောင်းနှစ်ယောက်ပေါ့ဗျာသူတို့နှစ်ယောက်ကိုလည်းဖမ်းဆီးရမိခဲ့တယ်ဖမ်းဆီးရမိခဲ့တယ်အဲ့တော့ဗျာခင်ဗျားတို့ရှင်းအောင်ပြောမယ်ဆိုတော့တေခါအားလုံးကြား73ဦးမာ3ဦးစုပေါင်းကျွန်တော်76ကိုဖမ်းဆီးရမိခဲ့တယ်လွမြောက်နေတဲ့သူတွေလည်းရှိတယ်လွမြောက်နေတဲ့သူကကျွန်တော်တို့ဒါကုထအပေါင်း8ဦးအဲသူတို့ကလွမြောက်နေတယ်ပေါ့ဗျာလွမြောက်နေတယ်ဒီအဖွဲ့ကကျွန်တော်တို့ဒီတာမကြီးကြီးဥချိုထုံးအောင်ကိုမပြစ်ခတ်မီရှေ့မှာဆိုရင်2023ခုနှစ်မလ24ရက်နေ့မှာ 24ရက်နေ့မှာလည်းကျွန်တော်တန်လင်းမြို့နယ်အမှုတန်းရပ်ကအဖွံ့ဖြိုးရေးလမ်းနေဦးရဲအတိုင်းပင်ကန်းဦးမင်းတေစာညွန့်ကိုလည်းကျွန်တော်တို့ဒါလုံချာတပြတ်ခဲ့တယ်။ပြီးကျော်2023ခုနှစ်ဩဂုတ်လ16ရက်နေ့မှာဆိုရင်လည်းဒါမျိုးကိုကိုပါဗျာ။ तू 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 ကတော်တော်ကြီးလိုက်လံပြောတော့လက်ရဲဆယ်လိုက်လုံနေတာ။ तू ကလက်ရဲဆယ်လက်ရဲဆယ် तू လိုက်လုံနေတာ။လိုက်လုံနေတာ။ပြီးကျွန်တော်တို့ရွှေပြာမြို့နယ်အမှတ်3ရပ်ကပန်းညာလီလာမှာလုံချိုးတဖို့ဝင်တူပြင်စတိုးပြင်ချောင်းချောင်းပစ်ခတ်ခဲ့တယ်။အဲဒါကြီးလည်းရှိခဲ့တယ်။ပြီးကျော်2023ခုနှစ်ဒီဇင်ဘာလတရက်နေ့မှာမျိုးကိုကဆိုင်းလင်းအဲ့တော့ तू ကနေပြီးတော့အမျိုးသားဒီမိုကရေစီပါတီတဲ့ဥက္ကရာဦးတန်းထွန်း ဥတန်းထုံးကလည်းကျွန်တော်တို့ဒါလုံခြံတက်ဖြတ်ခဲ့တယ်ဆက်ဆက်ပေါ်သူတို့ပါတော့ဥတန်းထုံးဆိုတာကအဲ့ဒီပါတီကဥသိမ်းညွတ်ပါတီရခင်ဥသိမ်းညွတ်ပါတီပေါ့ဗျာပြော်ဒီ2024ခုနှစ်အော်တိုဘားလ17ရက်နေ့မှာလဲဒီမျိုးကိုကိုမျိုးကိုကိုပါဗျာဒီလိုင်းသားရအနောက်ပိုင်းမြို့နယ်စတရကွက်အမှဖြစ်တဲ့ဒီမဆဘအဖွဲ့ဝင်နေ့ဖြစ်တဲ့ဥွှေမန်းကိုဒါပြစ်ခတ်လုံခြံခဲ့တယ်ပေါ့ဗျာအဲ့မှာကျွန်တော်တို့ရင်မောဖြစ်တဲ့သူထိခဲ့တဲ့ရရှိခဲ့တယ်ထိခဲ့တဲ့ရရှိခဲ့ဆက်ဆက်ပြီးရရှိခဲ့တယ်ပေါ့ဗျာဒါတော့ကျွန်တော်ဖြစ်စဉ်အဲ့တော့ဗျာတရင်ကိုပြချုပ်လိုက်မယ်တရင်ပြချုပ်လိုက်မယ်ခင်ဗျားတို့လည်းလူနာမည်တွေမှတ်ရင်ခင်ဗျားတို့လည်းခေါင်းတွေချောက်လိုက်မယ်အဲ့မှာကျွန်တော်အားလုံးကြားမှာ ကြား73ဦးမာတုံးဖမ်းဆီးရမိခဲ့တယ်။ပြီးတော့ကျွန်တော်တို့အဲ့မှာကိုထက်အပါဝင်ဒါဒီမှာဒီမှာကျွန်တော်တို့ဒီဒီဒီ operation တခုလုံးကိုဥဆောင်နေကိုထက်အပါဝင်၈ယောက်ကတော့လွတ်မြောက်နေတယ်။လွတ်မြောက်နေတယ်။အဲ့တော့ကျွန်တော်လက်ခုပ်တီးကြလေ။လက်ခုပ်တီးကြ။ခင်ဗျားတို့ကျွန်တော်တို့အဲ့ပြည့်စင်ပါကျွန်တော်တင်ပြခဲ့ပါတယ်။ခင်ဗျားတို့လာဒီတကယ်ဒီနိုင်ငံတော်အတွက်အရန်ကိုအရေးပါတဲ့နိုင်ငံတော်အတွက်အရန်ကိုအရေးပါတဲ့ပုဂ္ဂိုလ်ယူခင်ဗျားတို့တက်ဖြတ်နိုင်ခဲ့တဲ့အခါမှာခင်ဗျားတို့အားရဝမ်းသာနဲ့ခင်ဗျားတို့အားတရင်တွေခေါင်းစီးပိုင်းနေပြီပဲ။ခေါင်းစီးပိုင်းနေပြီပဲရေးတင်ကြတာ။ တော့မိလဲမိရောဘာလို့လဲအာကျွန်တော်တို့အဖွဲ့မဟုတ်ပါအောင်ကျွန်တော်တို့အဖွဲ့မဟုတ်ပါအောင်ဟိုမှာအတိအကျခင်ဗျားတို့အဲ့မှာကျွန်တော်တို့ဖြစ်စေဖြစ်တဲ့နေရာဒါကျွန်တော်တို့ဒီတံပကြီးချင်းကိုလာရောက်တက်ဖြတ်စင်ကာလာကတက်ဖြတ်စင်ကကျွန်တော်တို့ဒီစပိန်နဲ့ခင်ဗျားတို့မတ်တက်တယ်မတ်တက်ပြီးတော့မနှစ်ယောက်စပိန်နဲ့မော်တာဘေးလာပြစ်သွားတယ်အဲ့ဒီဓာတ်ပုံလဲဒါကျွန်တော်တို့ဒါ NASA ကရင်တိတိကျကျသတင်းထုတ်ပြန်တယ်ဘာတစ်ခုမှလွှဲမသွားဘူးအကြမ်းဖက်အဖွဲ့တွေကသူတို့ဘလို့လေးလှောက်ရှားလဲဆိုတော့သူတို့အုတ်ထုတ်ဆောင်မယ်အုတ်ထုတ်ဆောင်ပြီးတော့အိမ်နေနှစ်ထပ်သုံးထပ်ဝတ်တယ်ပြီးတော့ခင်ဗျားအမတယောက်တည်းလမ်းလျှောက်နေတော့မတ်စတန်ညာခင်ဗျားစဉ်းစားကြည့်ဗျာ ခင်ဗျာဒီဒီမှာစပိန်နဲ့ဗျာစပိန်လျက်စစ်စပိန်စီးကြဗျာမတ်တက်ပြီးသွားရဲဆိုတာခင်ဗျာဒီနေရာကခင်ဗျာလူလူထူထက်တဲ့နေရာသွားရဲမဟုတ်ဘူးဥမာကျွန်တော်တို့ဒီကိုဗစ်ဖြစ်မှာဆိုလို့ကိုဗစ်ဖြစ်မှာဆိုလို့ခင်ဗျာဒါလူထူထက်တဲ့နေရာမှာမတ်တက်တာဒါပြဿနာမရှိဘူးဒါဖြစ်နိုင်တယ်သူကဗျာဒီတီးကြကြီးဗျာဒီလမ်းကြီးကဗျာတီးကြကြီးလမ်းတကယ်ကိုခင်ဗျာ VIP ရက်ကွက် အဲ့လိုနေရာမျိုးကြီးမှာဗျာခင်ဗျားကလည်းဒီမော်တာဘေးကြီးနဲ့လာပြီးတော့မတ်တက်တယ်ဗျာအုတ်ထုတ်လေဆောင်းနေအင်ဂျင်နှစ်ဖက်သုံးထက်ဝတ်ထားတယ်ခင်ဗျားအဲ့လိုလူကခင်ဗျားတာမန်လူဖြစ်ပါမလားဗျာတာမန်လူကခင်ဗျားအင်ဂျင်တစ်ထည်ပေါ့ဗျာနောက်ဆုံးပြဖြားရင်တော့မှနှစ်ထည်ပဲဝတ်မယ်ခင်ဗျားကျမ်းမာရင်မကောင်းတဲ့သူကဗျာမတ်တက်ပြီးတော့ခင်ဗျားစပိန်စီးနိုင်မလားဗျာအသက်ရှူကကျက်နေသေးတယ်နှာခေါင်းကပိတ်နေသေးတယ်ဘယ်လိုဖြစ်နိုင်မလဲကျွန်တော်တို့ရှေ့မှာရှေ့မှာဖြစ်စဉ်တွေဖြစ်စဉ်တွေကြည့်ရဖြစ်စဉ်တွေဖြစ်စဉ်တွေမှာဒီအကြက်ဘက်အုပ်စုတွေကသူတို့ကဒါကျွန်တော်ဘေးမှာလွယ်ကြီးလေးတွေပါတယ်အဲလွယ်ကြီးလေးတွေပါတယ်ပြီးတော့ကျွန်တော်အုပ်ထုပ်လေးတွေစောင်းတယ် မတ်တက်တယ်အိန္ဒိယ2300ဝတ်တယ်2300ဝတ်တယ်ဆိုတာဗျာသူကဒီနေရာမှာပြစ်ခတ်ပြီးသွားရင်အဲ့ဒီအိမ်ကိုလှုပ်နေနောက်တစ်ထိုင်နေဆိုတော့သွားတယ်ပေါ့အဲ့ဒီသဘောပေါ့အဲ့တော့ကျွန်တော်တို့ကတော့ထင်ပါတယ်ဥပဒေကခင်ဗျားတို့ထိထိရရပြင်းထန်စွာအပြစ်ပေးလိုက်မယ်အဲ့ဒီအချိန်ကြီးရင်လည်းခင်ဗျားတို့ဂုံယူစွာနဲ့ဂုံယူစွာနဲ့ခင်ဗျားတို့ကြိုးစင်တက်ခင်ဗျားတို့ပြစ်ခတ်စင်ကာလမှာလည်းခင်ဗျားတို့ဂုံယူဝင်ကြောတာအော်ဘသူပြစ်ခတ်နိုင်ရပြီကွာအဲ့ဒီလူအပီမောက်သွားတာကွာအဲ့ဒီလူကဘယ်နေအောင်ငါပြစ်ခတ်ခဲ့တာကွာအဲ့လူကခေါင်းဆိုခေါင်းပေါ့ဗျာရင်မဲ့ဆိုရင်မဲ့ပေါ့ငါပြစ်ခတ်ခဲ့တာကွာအနည်းက ခင်ဗျားတို့ဂုံကြီးရလိမ့်မယ်အဲ့တော့ဥပဒေကခင်ဗျားတို့ကိုအပြစ်ပေးတဲ့ခါကြရင်လည်းခင်ဗျားတို့ငါကွာဂုံစွာနဲ့ကျိုးစင်တတ်တယ်လုပလိုက်လုပလိုက်ဒါပဲဒါပဲခင်ဗျားတို့ဥပဒေကခင်ဗျားတို့ခံပါပဲခင်ဗျားတို့ပြလက်ရှိလာစစ်သွေးကြောအုပ်စုတွေခင်ဗျားအမှုတွေဖွင့်တာလက်ရှိခင်ဗျားအမှရှိတယ်ခင်ဗျားတို့ဒီအဲ့ဒါဒီလက်ရှိလက်ရှိခင်ဗျား10နှစ်မှလုံမြောက်ရင်လုံမြောက်နေလိမ့်မယ်အဲ့တော့နောက်တဲ့15နှစ်ကာလမှာခင်ဗျားတို့ပြန်မိတာလေးဖြစ်နေတယ်ဥပဒေကဘယ်တော့မှခင်ဗျားတို့အမှုဖွင့်တာပြီးတော့ဘယ်တော့မှခင်ဗျားတို့ပြီးသွားတာမရှိဘူးအငြင်းနဲ့သူကရှင်းတတ်နေတာ ရှင်းတယ်လေလက်ရှိတည်းကဒီစစ်သွေးအုပ်စုတွေပြည်ပမှာရောက်နေတယ်ပြည်ပမှာရောက်တယ်ပြောတာလက်ရှိဒီပြည်တွင်းမှာလည်းတို့တိတ်ရှောင်နေနိုင်တဲ့အနေအထားမှာရှိတယ်တချို့နေရာတွေမှာရှိတယ်တို့တော့လည်းပဲခင်ဗျားတို့အချိန်တစ်ခုရောက်ရင်အဲ့ဒီပုံမှာလည်းခင်ဗျားတို့ပြန်ပြီးတော့အေးအေးမှာအဲ့ဒီချိန်ကြရင်လေဟာကျွန်တော်ကျွန်တော်ကတော့အဖိုးကြီးဖြစ်နေလို့ကျွန်တော်ကတော့မျက်စိမမြင်တော့လို့ဒါလေးတော့ခွင့်လို့ပြောမရဘူးခင်ဗျားတို့မရဘူးခင်ဗျားတို့လုပ်ခဲ့တဲ့အမှုတွေကခင်ဗျားတို့ပြန်ပြီးခံခံရမှာအခုလက်ရှိပါဗျာတို့ငယ်ရွယ်နုပြိုစင်းမှာခင်ဗျားတို့တွေခင်ဗျားတို့မျိုးမစစ်အုပ်စုတွေ ခင်ဗျားတို့ဂုံယုံဝင်စွာစာနဲ့ပြည်သူတွေကိုခင်ဗျားဒုက္ခပေးခဲ့တယ်ပြည်သူတွေကဒလန်ဆိုပြီးတတ်တယ်ဆွဆွဲတတ်တယ်ဟိုမီရှိုးတယ်တရားတိုက်တယ်ခင်ဗျားတို့လှုပ်ခဲကြတယ်အဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးတော့တက်ဆိုင်ရာကျွန်တော်နေပြည်တော်စကန်ဒီမှာခင်ဗျားတို့ကျူးလွန်တဲ့ကိစ္စတွေအလိုက်အမှုတွေဖွင့်ထားပါတယ်အဲ့တော့တိုင်းပြည်ကခင်ဗျားတို့တဖြည်းဖြည်းတဖြည်းဖြည်းခင်ဗျားတို့တည်ငြိမ်သွားလာတဲ့အခါမှာခင်ဗျားတို့ကတဖြည်းဖြည်းခင်ဗျားတို့တဖြည်းဖြည်းခင်ဗျားတို့ပလိုင်းနဲ့ကောက်ထည့်တဲ့အချိန်ကြရင်ဟာကျွန်တော်အသက်လေး90ရောက်နေလို့ကျွန်တော်တော့ခွင့်လုပ်ပေးပါအဲ့ချိန်တော့ကျွန်တော်မတိနားမလဲလို့မရဘူးခင်ဗျားတို့တိုက်ရတဲ့အပိစပါအဲ့တော့အဲ့တော့ခင်ဗျားလက်ရှိခင်ဗျားစစ်သွေးကြောအုပ်စုတွေ ခင်ဗျားတို့ပြန်လဲပေးဆက်မဲ့အချိန်တွေကခင်ဗျားတို့ပြန်ပြီးဟိုအစ်စ်အစ်စ်ပြင်ထားလိုက်ပြန်ပေးဆက်လိုက်မယ်ခင်ဗျားတို့ရဲ့ညီတော်ကြီးနောင်တော်ကြီးတွေလည်းခင်ဗျားတို့ဒီလိုမျိုးပဲပေးဆက်ခဲ့ရတာပဲလာလိုက်မယ်ခင်ဗျားတို့ခင်ဗျားတို့ဘယ်ပြေးနိုင်ပါလဲဗျာခင်ဗျားတို့မြန်မာနိုင်ငံနဲ့ဘယ်ကိုပြေးနိုင်ပါလဲကဲလှုပ်ဆက်ပါလက်ရှိခင်ဗျားအားစစ်တော်ကြပီဒီကခေါင်းဆောင်ဆိုသူတွေအာခင်ဗျားတို့အဲ့မှာခေါင်းဆောင်ဆိုသူတွေဟိုလူတွေဒီလူတွေပေါ့ဗျာခင်ဗျားတို့ဘယ်ထိပြေးနိုင်ပါလဲကဲခင်ဗျားတို့ဘယ်ထိပြေးနိုင်ပါလဲခင်ဗျားတို့ဘယ်နိုင်ငံကလက်ခံပါလဲခင်ဗျားတို့ဒီနိုင်ငံထဲမှာပဲခင်ဗျားတို့နေရမှာဒီနိုင်ငံဥပဒေတိုင်းခင်ဗျားတို့အပြစ်ပေးအရေးယူခြင်းခံရမှာအဲ့ဒီအချိန်ရရင်တော့ခင်ဗျားတို့လက်ရှိ လက်ရှိကာလမှာခင်ဗျားတို့ဟုတ်လားလက်သီးလက်မောင်းတိုင်းပြီးတော့ဂုံယူခဲ့တယ်လို့ခင်ဗျားတို့ဂုံယူကြပါဂုံကြပါပြင်းမှုပြစ်ဒဏ်ကဘယ်တော့မှရော့မသွားဘူးလက်ရှိအခြေအနေတွေမနှိမ့်တဲ့အခြေအနေတွေကပို့ပြီးတော့ပေးဆက်လိမ့်မယ်ပို့ပြီးပေးဆက်လိမ့်မယ်အဲ့တော့နောက်တစ်ပြား15နှစ်ထပ်ပေါ15နှစ်ထပ်ပေါ့လိုက်အဲ့ချိန်ကျရင်ခင်ဗျားတို့အသက်50အသက်60တန်းဖြစ်လာလိမ့်မယ်အာကျွန်တော်တို့ဟာကျွန်တော်ကျွန်တော်တို့အသက်ကြီးကြီးလာလို့သားသမီးရဗန်ရောက်ရှိလို့အမြီးလေးတွေရနေလို့ကျွန်တော်ကျွန်တော်တို့ခွင့်လို့ပြပါမရဘူးမရဘူးနော် ဥပဒေရဥပဒေတိုင်းပဲကျွန်တော်တို့တွားရီကျိုးလို့စပင်းတွေဖြူလာလို့ဥပဒေရရော့သွားတယ်မရှိဘူးရော့သွားတယ်မရှိဘူးခင်ဗျားတို့ပေးစားမှာအဲ့တိုင်းပဲပေးစားမှာပီဒီအာခေါင်းဆောင်တွေစစ်တုံးကြောင့်ပီဒီအာခေါင်းဆောင်တွေလာလိုက်မယ်လာလိုက်မယ်မင်းတို့အလက်ရောက်လိုက်မယ်မင်းတို့ဘဝတွေဒီတိုင်းပဲညီကုန်းချော့ရလိမ့်မယ်အဲ့တော့ဒီစစ်တုံးကြောင့်ခေါင်းဆောင်တွေအောက်မှာပါတဲ့ခရူတွေပေါ့ဗျာစစ်ပီဒီအာဖုတ်ဝင်တွေမင်းတို့လက်နဲ့ချလက်နဲ့မချောက်ဆိုရင်လည်းမင်းတို့ဘဝတွေကဇက်သိမ်းသွားလိမ့်မယ်မင်းတို့ကွာမင်းတို့ဘယ်ဒီပြေးနိုင်မှာလဲဘယ်ဒီပြေးနိုင်မှာလဲ ကဲမင်းတို့ဒီပြည်တွင်းထဲမှာနေတဲ့ကောင်တွေတနေ့ခင်ဗျားတို့ဒီပိုက်ကုန်နဲ့ကမင်းတို့ရောက်ပါမယ်ကဲရောက်ပါမယ်မင်းတို့ရဲ့မင်းတို့ဘယ်လောက်ထိနေနိုင်ပါလဲရှင်းရှင်းလေးမင်းတို့ဘယ်လောက်ထိတော်ထဲမှာနေနိုင်ပါလဲတော်ထဲမှာနေနိုင်မယ်တနေ့မင်းတို့ဟာလာဒီပိုက်ကုန်နဲ့ပြန်ရောက်လိုက်မယ်နိုင်ငံတော်ရဲ့ပိုက်ကုန်အောင်ဥပဒေရဲ့ပိုက်ကုန်အောင်တော့မင်းတို့ပြန်ရောက်လိုက်မယ်အဲ့ဒီချိန်ရင်ညာမင်းတို့ပြန်ပြီးပေးဆက်လိုက်မယ်အခုဗျာကဲမင်းတို့ရဲ့ဟာလာခေါင်းဆောင်ကြီးပေါ့မင်းတို့ရဲ့ခေါင်းဆောင်ကြီးဆိုရင်လက်ရှိဒီလက်ရှိဒီအမေရိကန်အစိုးရကပြင်ဝင်ပိတ်လိုက်ပြီမင်းတို့ခေါင်းဆောင်ကြီးနေကြမရှိတော့နောက်တစ်ခါကျမဩစတြေးလျနိုင်ငံကိုမင်းတို့ခေါင်းဆောင်ကြီးပြေးရတော့မယ်ပြေးရတော့မယ်ထိုင်းမှာတော့လက်မခံတော့ဘူး လက်မခံတော့မင်းတို့ကသူမှလက်မခံအကြမ်းအုပ်စုဘယ်ကောင်းမှလက်မခံဘယ်ကောင်းမှလက်မခံမင်းတို့လည်းဘယ်ကောင်းမှလက်မခံမင်းတို့နေရမှာကမြန်မာပြည်ထဲမှာပဲမင်းတို့ရသလိုရှင်သန်းလိမ့်မယ်အဟိုတောင်လေးတော့ခေါ်လိုက်တော့ခိုးလိုက်ဟိုကြောက်ဘူးလဲတော့ခိုးလိုက်အဟိုနေရာလေးတော့ခေါ်လိုက်အဲ့လိုမင်းတို့ရဲ့ဒီရှင်သန်မှုကအချိန်တစ်ခဏတော့ဖြစ်လိမ့်မယ်မင်းတို့လက်ရှိပါဗျာအဲမင်းတို့ဒီ2021အခင်းကြီးကနေပြီးတော့ယနေ့ဒီ2025ခုနှစ်ကာလအထိမင်းတို့အခင်းကြီးကမင်းတို့ရှင်သန်တဲ့နေရာတွေမင်းတို့အခိုင်အမာရှိလာလိမ့်မယ်ရှိနေလိမ့်မယ်တို့တော့လည်းပဲအဲ့ဒီအချိန်တွေကတဖြည်းဖြည်းတဖြည်းဖြည်းမင်းတို့ဆုတ်ရုပ်ဆုတ်ဆုတ်ဆုတ်လိုက်မင်းတို့လည်းနေရာမရှိတော့ဘူးမင်းတို့လည်းပြေးစရာနေရာမရှိတော့ဘူးဒါကြောင့်မင်းတို့ရဲ့ဇက်သိန်း အခုတည်းကလည်းပြင်တာမင်းတို့ပြည်သူလူထုကိုတပ်ဖြတ်တဲ့ကာလမှာဒူးထောက်ဒူးထောက်ဆိုဒူးထောက် yes တရောင်နဲ့ကျွေးလိုက်ဖနာတိနဲ့ကန်လိုက်တနာဒင်းနေနဲ့ထုလိုက်မင်းတို့လုတ်ခဲ့တာအဲ့ဒီတိုင်းပြန်ပေးဆက်လိုက်မယ်အဲ့ဒီတိုင်းပြန်ပေးဆက်လိုက်မယ်အဲမင်းတို့လက်ရှိမင်းတို့ရှင်တန်တဲ့ကာလမှာရှင်တန်နေတဲ့နေရာတွေမှာတော်ရီဦးတွေကျင့်သုံးတယ်နိုင်ငံဝန်ထမ်းတွေကိုတတ်တယ်ဖုံးယူတတ်တယ်ရဲရဲဆက်ဆက်အဖိုးပွားတွေတတ်တယ်ဒလန်လို့ဆိုဆိုပြီးတော့အမျိုးမျိုးတတ်တယ်ခေါင်းစဉ်မျိုးမျိုးတတ်တယ်မင်းတို့ကဓမြတိုက်ရှင်နေဆိုလည်းပဲအဒီကချမ်းသာတယ်ဓမြတိုက်ရှင်နေဆိုလည်းပဲဒလန်လို့ဆိုဆိုပြီးတတ်တယ် င်းတို့ခေါင်းစဉ်မျိုးမျိုးနဲ့တတ်တယ်အဲ့တော့မင်းတို့ပြန်ပြီးပေးဆက်တဲ့အချိန်ကြာရင်လဲအာကျမတို့အသက်50ကျော်သွားလို့အသက်60ကျော်သွားလို့အသက်80ကျော်သွားလို့မရဘူးတန်ရတန်ရလာလိမ့်မယ်တန်ရတန်ရလာလိမ့်မယ်မင်းတို့မြန်မာပြည်တွေကလည်းဘယ်မှမပြေးနိုင်ဘူးဘယ်မှမပြေးနိုင်ဘူးအဲ့တော့မင်းတို့ရဲ့ရှေ့မှာမုတ်တိဆောင်တို့နောက်ဆုံးကွာဘာမှကြည့်မနေပါနဲ့ဘာမှကြည့်မနေပါနဲ့မင်းတို့ရှေ့အဲ့ဒါဒေါ်စန်းသူကြီးရဲ့အကိုဝန်းခွဲတို့ပါလို့ဒီတိုင်းပဲမင်းတို့ပြည်ပြေးခဲ့ရတာပဲပြည်ပြေးပြီဒီတိုင်းပဲပြည်ပြေးမှပဲစက်သိမ်းခဲ့ရတာပဲစက်သိမ်းခဲ့ရစက်သိမ်းခဲ့ရတာပဲအဲ့လိုပဲဒီ1988နောက်ပိုင်းမှာ ောက်ပိုင်းမှာမင်းတို့လိုပဲတောခိုတယ်တောခိုပြီးတော့အဲညနေတော့ပုံကန်တယ်နောက်ဆုံးပြေးကြတာပဲခွေးလိုဝက်လိုဇက်သိမ်းကြတာပဲခွေးလိုနွားလိုဇက်သိမ်းကြတာပဲအဲ့တော့မင်းတို့ဘဝတွေလည်းခွေးလိုနွားလိုထက်ပုံမူဆိုးရတဲ့အခြေအခြေအနေနဲ့မင်းတို့ဇက်သိမ်းရလိမ့်မယ်အဲ့တော့လုံရဲတဲ့လူတွေဆက်လို့အဲ့ဒါအဲ့ဒါမင်းတို့ကတော့ရွေးကောက်ပဲလက်ရှိနာဆာကတော့ရွေးကောက်ပဲလုပ်မှာရွေးကောက်ပဲမင်းတို့နီလိုင်းမျိုးစုံနဲ့အကြောက်တရားတွေဖြစ်အောင်မင်းတို့လုပ်လိမ့်မယ်ရတယ်နာဆာကလည်းရခေတဲ့မတူတဲ့အခြေအနေနဲ့မင်းတို့ကိုတုတ်တင်လိမ့်မယ်မင်းတို့ကိုဖော်ထုတ်လိမ့်မယ်မင်းတို့ကိုရှင်းလိမ့်မယ်အဲ့တော့မင်းတို့မသိခင်မသိခင်ဟာငါဘာလို့တတ်ခဲ့လဲ ငါလည်းပြန်တက်ခံနိုင်တာပဲဖြစ်လာလိမ့်မယ်စဉ်းစားနောက်ထပ်တင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့စကန်တိုင်းဒေသကြီးပလဲမြို့နယ်ကန်တောက်နယ်မြေရေစခန်းအခြေအနေကိုတင်ပြပါမယ်ကန်တောက်နယ်မြေရေစခန်းကိုစစ်တပ်ရောအုပ်စုတွေကဇွန်လ2ရက်နေ့မနက်4နာရီနဲ့စတိုက်တာဒီကနေ့ထိပါလက်ရှိလက်ကြောင်တိုက်ပွဲတွေပြင်းထန်နေပါတယ်အဲ့တော့2ရက်3ရက်4ရက်5ရက်ဆိုရင်ကျွန်တော်တို့ရက်ပေါင်းမနေတော့6ရက်ပေါ့ဗျာဒီနေ့ဆို9ရက်ဖြစ်သွားပြီရက်ပေါင်းမနေတော့အဲ့တော့အဲ့မှာရှိတဲ့ကျွန်တော်တက်မော်တာမြန်မာနိုင်ငံရဲ့တက်ဖို့ဝင်နေတကယ်ကိုကျွန်တော်တို့ဂုံးယူပါတယ်အဲ့တော့အဓိကဒီသတင်းတင်ပြတာက ကနောက်နေမြေစကားမှာရှိတဲ့တက်မော်တာတွေမြန်မာနိုင်ငံရဲ့တက်ဖွဲ့ဝင်တွေအားလုံးကိုကျွန်တော်ဂုံပြုပါတယ်ဂုံပြုပါတယ်လက်ရှိလက်ရှိဒီလိုတက်မော်တာမြန်မာနိုင်ငံရဲ့တက်ဖွဲ့ဝင်တွေအထွတ်ဒါကျွန်တော်တို့တက်ဆိုင်ရာအကြီးအကဲတွေကလည်းအကြီးအကဲတွေကလည်းဒီမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့တပြေးညီကျွန်တော်တို့တောက်လျှောက်လေးချောင်းရှင်းလင်းမှုတောက်လျှောက်ကိုကျွန်တော်တို့တောက်လျှောက်ပုံကျပေးနေတယ်အကြမ်းမတမအများကြီးသိတယ်ဗျာအဲ့မှာကလည်း black color တွေအများကြီးပဲလက်ရှိအဲ့မှာပါလေရင်းမပဲခရိုင် black tiger တို့အပြင်ကျွန်တော်ငါးဆောင်းကအဖွဲတွေအများကြီးပဲအဲ့မှာ black black color တွေ ဗလက်ကလည်းဟိုအမဲတွေပေါ့ဗျာအမဲတွေအာတုဘက်တွေအာတုဘက်ကောင်းလေအဲ့မှာတင်နေကြမနေဘူးပဲမနေဘူးပဲဒီကနေ့ဆိုပဲအဲ့မှာကျွန်တော်တို့ဝိုင်ရွှဲနဲ့တောက်ချောက်ဘုံကျဲ၄ကျင်လောက်ရှိပါတယ်တောက်ချောက်ဘုံကျဲနေအဲ့တော့ဒီတမ်းမလို့စစ်ကူစစ်ကြောင်းနဲ့လည်းတောက်ချောက်ပို့နေတယ်ပို့တဲ့ကမှာအကြမ်းဖက်အုပ်စုတွေကတော့ဗျာတို့ကတော့ဒီစစ်ကူစစ်ကြောင်းတွေလမ်းမကြီးတွေသူဖြတ်တောက်ခန့်ထားတယ်ပေါ့တောက်ချောက်ကျွန်တော်ဒီစစ်ကူစစ်ကြောင်းနဲ့တောက်ချောက်တက်နေတောက်ချောက်တက်နေအဲ့ဒီကန်းတော့နေမြေစကမှာတာဝန်ကျနေတဲ့ခေါင်းပေါင်းတွေပေါ့ဗျာဒီဒီရဲတပ်ဖွဲ့ရဲ့တက်မလို့နှစ်ခုတို့ရဲ့အဲ့မှာရှိခေါင်းပေါင်းတွေခေါင်းကျဆိုင်လိုက်တယ်ခေါင်းကျဆိုင်နေပြီးဒီမှာရှိတဲ့တပ်ဖွဲ့ဝင်တွေအားလုံးခေါင်းကျဆိုင်နေပါတို့ တက်မလို့ရတမိုင်းမြန်မာနိုင်ငံရတပွဲတမိုင်းတမိုင်းကောင်းငါတို့ဒီမှာစိုက်ထုမယ်အာရိယတမိုင်းကောင်းနေမြန်မာနိုင်ငံတရှိနေသူတွေတက်မလို့ကြီးအတုရှိနေသူတွေရတပွဲကြီးအစင်တော်ကရှိနေသူတွေငါတို့တမိုင်းနေထာဝရရှိနေရမယ်ထာဝရရှန်တန်နေရမယ်ဆိုပြီးတော့ချမယ်ကွာနောက်ဆုံးကြီးချနေမှာနေဦးပဲအဲ့ဒီအပေါ်လေကျွန်တော်တို့နိုင်ငံတော်အကြီးကြီးအားလုံးအသိမှတ်ပြုတယ်တောင်းချောက်ကိုခမလေးနဲ့ဘုံကျဲပေးနေတာတောင်းချောက်ကိုခမအိုက်မှမနေဘူးအဟိုကောင်တွေတော့အမအော်နေတယ်အားလေစကိုင်းထဲမှာတိုက်ခဲ့တဲ့တိုက်ပွဲတွေမှာလေဒီလောက်လေးကိုတောင်းချောက်အဆက်မပြတ်ကျဲတာမမြင်ဘူးလို့သူတို့ကလည်းဝန်ခံထားတယ် ဲ့မှာဘလက်ကလာနေပဲအဲ့မှာငဆောင်းကောက်ဖွဲ့ပါတယ်အဲ့မှာကျွန်တော်ရင်းမှာပင် PDF ဖွဲ့လာအများကြီးပါပဲအဲ့မှာပြုံတိုက်နေပါဗျအဲ့မှာကျွန်တော်ဘလက်ဟိုဟာလေးဟိုကလာမဲတွေအများကြီးပဲတက်တော့မာတွေရောဟိုမာတွေရောကျွန်တော် Facebook မှာတော့အများကြီးပဲတောက်လျှောက်ကိုကျင်းနေတယ်ကျွန်တော်အဲ့မှာပြောချင်တာအဲ့မှာတောင်းဝန်ကြနေခေါင်းပေါင်းနေကျွန်တော်ဂုံပြူတယ်ဂုံပြူတယ်ပြီးသွားရင်အဲ့မှာရှိတဲ့ကျွန်တော်တက်မော်တာမြန်မာနိုင်ငံရဲ့တက်ဖွဲ့ဂုံပြူတယ်တို့မနေ့ကညသူတို့အကုန်လုံးအကုန်လုံးကျွန်တော်အဲ့မှာရှိတဲ့တက်မော်တာမြန်မာနိုင်ငံရဲ့တက်ဖွဲ့အကုန်လုံးစီဝေးခေါ်လိုက်တော့စီဝေးခေါ်လိုက်ငါတို့ချမယ်ငါတို့ရဲ့တမိုင်း ဒီတန်းတောင်းနေပြီစကမှာငါတို့တမိုင်းကောင်းတွေစိုက်ထူနိုင်ဖို့တော့ငါတို့ချမယ်။ချောက်ချောက်ချနေ။ချနေတာ။ခင်ဗျာအေးစေးပါ။ခင်ဗျာလည်းခင်ဗျာကန်းတောင်းနေပြီစကန်အေးစေးပါ။အေးစေးပါခင်ဗျာအကြပ်ပတ်တမားတွေယာနဲ့ချီကိုသိနေပြီ။ယာနဲ့ချီကိုသိနေပြီ။ခင်ဗျာယာနဲ့ချီကိုထိခတ်တယ်ရနေပြီ။သူကဒီကန်းတောင်းနေပြီစကန်ရောက်လို့တောက်ချောက်ကိုသူကသူတို့မယာမချစ်တိုက်မယ်ဆိုတော့သူကတော့တိုက်နေ။တက်ကလည်းကျဲတယ်မင်းတို့လာရောက်တက်လာခဲ့။တက်လာခဲ့။ငါတို့ကျဲငါတို့ချမယ်လို့ချနေ။လေးနဲ့လေးမောပါခင်ဗျာလေးမောနဲ့တောက်ချောက်ကိုကျဲချနေ။မနေ့ကပြေးလာ။တက်လာခဲ့လေ။လက်တဲတဲတော့တက်ပါ တဲရဲကောင်တဲရဲကောင်ကိုချတယ်တက်လာခဲ့ဘဲကောင်သေးရဲပေါ့ပေရောသေးရဲတဲရဲကောင်အရင်သေးရမယ်တောက်ချောက်ကိုချင်းရခင်ဗျာကတော့နေပြေးစကတကယ်ကိုကျွန်တော်ဂုံးယူရတကယ်ကိုခင်ဗျာကျွန်တော်ရင်ထဲအသေးတွေအောင်ဂုံးယူတယ်အဲ့ဒီကတက်ဖွဲ့ဝင်တယ်ကျွန်တော်ကိုယ်တိုင်လည်းနားနဲ့ဆက်ဆက်အမြဲတမ်းအဆက်အသွယ်ရှိတယ်တောက်ချောက်ကိုကျွန်တော်အဆက်အသွယ်ရှိတယ်လက်ရှိလည်းကျွန်တော်တို့တောက်ချောက်ဘုံတောက်ချောက်ကိုကျွန်တော်လေးနေတောက်ချောက်ဘုံကြီးရှင်းလင်းပေးနေ။အများကြီးသိတယ်ဗျာခင်ဗျားကလည်းအများကြီးသိတယ်။အဲ့ဒီကောင်တော့ခင်ဗျားအော်နေပြီ။ဒီလောက်တစ်ခါမှဘုံကြီးတာမမြင်ဘူးတဲ့။ဘုံကြီးတာမမြင်ဘူးပြီးဒီကောင်နဲ့တက်တော့တက်တော့ တက်တော့ဖိုင်နေအမဲရေရွေး Facebook မှာအမဲရေရွေးခင်ဗျဒီကောင်ဒီဘလောက်ဆက်တိုင်နိုင်မလဲဗျာဆက်ကြည့်ရတော့တောက်လျှောက်ဆက်ကြည့်ရတော့ခင်ဗျတောက်လျှောက်ကိုကျင်းတယ်ခင်ဗျတိုင်ဖို့ကလည်းလက်တန်းပြောင်းတယ်ပြီးရင်ကျွန်တော်တို့ဒီဘောမှာအကြီးကြီးရလဲတောက်လျှောက်ဒီချင်းတို့တောက်လျှောက်ဆောင်ကြည့်ပဲလိုအပ်တာတွေတောက်လျှောက်ပန်ဖို့ပြင်ရပြီးစစ်ကူစစ်ကြောင်းနေလာကြတော့တောက်လျှောက်တက်နေပါဗျာစစ်ကူစစ်ကြောင်းနေလာကြအမြေပြင်းတက်တဲ့ခါကျတော့အကြပ်ဖက်တဲ့တောက်လျှောက်ဟန်တားတယ်ဂျားပြတ်တိုက်တော့ဒါအောင်လဲကျွန်တော်တို့တော်တော်ကြီးကိုကြော်လွားနိုင်နေပြီတော်တော်ကြီးကြော်လွားနိုင်နေအဲ့တော့ကန်တော့နေမြေကန်နဲ့ပတ်သက်ရင်ကျွန်တော်တို့ဒီညမှာဒီမှာဒီမှာတာဝန်ထမ်းဆောင်နေတဲ့ခေါင်းပေါင်းတွေပေါ့ဗျာခေါင်းပေါင်းတွေကျွန်တော်များစွာဂုဏ်ယူတယ် ပြားစွာခုံးတယ်တကယ်ပြားခင်ဗျအကုန်လုံးခေါ်လိုက်တာဗျခေါ်ပြောငါတို့တိုက်မယ်ငါတို့တိုက်မယ်ငါတို့ဒီစကန်ကိုငါတို့ဘယ်တော့မှမစုံငါတို့တိုက်မယ်ကောင်းကောင်းအကုန်စုပြုံးပြီးအောက်မှာတက်ဖွဲ့ဝင်အားလုံးစုပြုံးပြီးချတာတကယ်ကျွန်တော်အားရကျေနပ်ဖို့ကောင်းတယ်တကယ်ကုန်းယူတယ်အဲ့တော့ကန်တော့နေမြေစကန်နဲ့အခြေအနေနဲ့ပတ်သက်ရင်ကျွန်တော်တို့တိုက်ပွဲတွေကဆက်ပြီးရှိနိုင်တယ်အချမ်းဘတ်တပါးတွေသူတို့ဆက်ပြီးအဖေခံပြီးဆက်တိုးမလားဒီကောင်းနေအဖေခံပြီးဆက်တိုးနေသူတွေတိုက်ပွဲတွေကဆက်ရှိမယ်ဒီကောင်းနေဘယ်တော့တောက်ခံနိုင်မယ်ပေါ့ကျွန်တော်ဆက်ကြည့်ရမှာဖြစ်တယ်တောက်လျှောက်ကိုကျဲနေတယ်ဗျာတောက်လျှောက်ကိုကျဲပေးနေတယ် ဘန်တော့နေပြီစကန်တော့တောက်ချက်ကိုကျင်းပြနေတယ်အဲ့တော့ဒီနေရာကြီးလည်းတကယ်ကိုကျွန်တော်ဆေးရအချက်ချာကြတယ်တစ်ဖက်မှာကျွန်တော်တို့အချင်းမီနဲ့တက်လို့ရတယ်တစ်ဖက်မှာကျွန်တော်အဲ့ရနေရခိုင်မီနဲ့ပေါက်တယ်တစ်ဖက်မှာတော့ကျွန်တော်တို့ဒါရောဒေတာတွေပေါက်တယ်ဂန်ကောလ်ဘတ်တွေပေါက်တယ်တစ်ဖက်မှာတော့ကျွန်တော်တို့အများကြီးသေချိုးနဲ့ချိတ်တာတယ်တကယ်နေရာနေရာကောင်းကြီးနေရာကောင်းကြီးအဲ့တော့တချို့ကမြင်ပါပေါ့ဒီလောက်ဗျာခင်ဗျားလည်းဒီစကန်ကိုဘာကြောင့်ကာကွယ်နေရလဲစကန်ကိုကာကွယ်နေတာမဟုတ်ဘူးနိုင်ငံတော်ကိုကာကွယ်နေတာအဲ့ဒီစကန်တစ်ခန်းရဲ့အရေးပါမှုဘယ်လောက်ကြီးလဲဆိုတော့အဲ့ဒါပဲဒီနေမြေရဲစကန်ကဘယ်လောက်အရေးကြီးလဲဆိုတော့အဲ့ဒါပဲအဲ့ဒါပဲ အရေးဘလောက်အရေးကြီးရဲဆိုတာကိုအဲ့မှာရှိတဲ့တာဝန်ကြနေတော့အားလုံးသိတယ်ရတဲ့ပုံမှာအားလုံးသိတယ်အဲ့ဒါချနေပါချနေအဲ့တော့အဲ့လိုပဲကျွန်တော်ပြီးခဲ့တဲ့ဒီ2023ခုနှစ်နိုဝင်ဘာလ29ဟုတ်တယ်နိုဝင်ဘာ29ကိုလည်း29ရက်မှာ2023ခုနှစ်နိုဝင်ဘာလ29ရက်နေ့မှာလည်းဒီအကြမ်းမအုပ်စုတွေကဒီကားနောက်နေမြေစကန်ကိုတကြိမ်တိုက်ခိုက်တယ်အဲ့ကျွန်တော်တိုက်ပွဲကတော်တော်ပြင်းထန်ခဲ့တယ်အဲ့မှာကျွန်တော်စစ်ကူစစ်ကြောင်းနဲ့ပေါင်းပြီးတယ်နောက်ဆုံးဒီစကန်ကိုပြန်ထိချုပ်နိုင်ခဲ့တယ်အဲ့နောက်ပိုင်းမှာတိုက်ပွဲတွေပြန်ကျင်းတယ်ပြန်ကျင်းပြီးတော့သူတို့ဒီဇွန်လနေ့နေ့မှာပြန်တိုက်တယ်ပေါ့ပြန်တိုက်တယ်အဲ့ဒီလက်ရှိ နော်ဒီလက်ရှိကာလာတိုက်ပွဲရတော့ဗျာယနေ့ဖြစ်နေတဲ့တိုက်ပွဲရတော့တကယ်အပြည့်ထန်ဆုံးတိုက်ပွဲပဲအဲ့တော့သူတို့လည်းကနေဒူးတွေတစ်ခုတွေကျုံရပြီတောက်လျှောက်ကိုကျင်းနေတယ်အဲ့တော့အဆုံးဖြတ်ပါဖြစ်လာတော့ခင်ဗျဆက်ကြည့်ကျွန်တော်တို့အားရတယ်ဗျာအဲ့အဲ့တိုက်ပွဲနဲ့အခြေအနေပတ်သက်ရင်ပတ်သက်ရင်ဟာလာဒီကျွန်တော်တို့ဒီပေါင်ပိုးပေးမှုတောက်လျှောက်ကိုလေချောင်းနဲ့ဘုံကျဲမှုအောက်မှာမြေပြင်မှာရှိတဲ့ဒါခေါင်းခေါင်းပေါင်းတွေတက်ဖို့မနေရဲ့ကျွန်တော်တို့ကျွန်တော်တို့လာတင်ကြီးတညုံလဲရန်သူကိုချိန်မုန်းနေဘူးလားတကယ်ကိုကျွန်တော်အားရဖို့ကောင်းတယ်နောက်ထပ်ဒီမို့ဆက်ပြီးပြပေးချင်ပါတယ်ဒါကတော့နောင်ချိုနဲ့နောင်ချိုဗမောကြောက်ဖြူစစ်တွေ တိုက်ပွဲချင်းတွေတက်ပြပါမယ်။အဲနောင်ချိုချင်းရဲ့ပတ်သက်ရင်လက်ရှိနောင်ချိုမျိုးရဲ့ခရမိုင်ခန်းအကွာကိုဒီတက်မလို့ရဲ့ဒီစစ်ကြောင်းတွေရောက်ရှိနေပြီ။အခြားတစ်ဖက်မှာလည်းကျွန်တော်တို့တက်မလို့စစ်ကြောင်းတွေကနောင်ချိုမျိုးရဲ့အနီးဘုံရောက်ရှိနေပြီ။များမကြတဲ့ကာလမှာနောင်ချိုမျိုးကနောင်ချိုမျိုးမှာတက်မလို့ရဲ့အလံခင်ဗျားတို့မြင်ရလိမ့်မယ်။များမကြမီကာလမှာအဲတော့အဲ့ချိန်ညာရင်တော့ကျွန်တော်တို့ဒါကျွန်တော်တို့ဒီပြုံးလင်နောင်ချိုလမ်းပိုင်းပွင့်သွားပြီဆိုတော့ကျွန်တော်လည်းဒီနောင်ချိုသွားမယ်။သွားမယ်ဗျာ။ခင်ဗျားခက်ခက်ခက်ခဲကိုခင်ဗျားတိုက်ယူထားတာ။တိုက်ယူထားတာ။မနေ့ကနောင်ချိုမျိုးအနီးမှာရှိတဲ့ဒီကန်ကြီးကန်ကြီးကန်ကြီးရွာ န်ကြီးရွာမှာရှိတဲ့အချမ်းဘတ်စကန်ကိုတက်ကတိတ်လိုက်တယ်။အဲ့ဒီကန်ကြီးရွာစကန်ကနောင်ချိုမြို့တနည်းအားဖြင့်ဗျာနောင်ချိုမြို့ကနေမဆုတ်ခွာရတဲ့အတွက် TNL လေးကခန့်စစ်ကိုအခိုင်အမာပြင်ထားတဲ့နေရာ။တကယ်ကိုခင်ဗျာဒီကန်ကြီးရွာတိုက်ပွဲကအရန်ကိုပြင်းထန်ခဲ့တယ်။ဘာကြောင့်လဲ TNL လေးကသူတို့ဒီနောင်ချိုမြို့ကနေမဆုတ်ခွာရတဲ့အတွက်သူတို့ဒီမှာခန့်စစ်ကိုအပြင်းထန်ကာထားနေနေရာ။အဲ့တော့ကျွန်တော်မနေ့ကတိတ်ပြလိုက်ပြီကန်ကြီးရွာရပါပြီ။လက်ရှိလက်ရှိနောင်ချိုမြို့မှာရှိတဲ့နောင်ချိုမြို့မှာရှိတဲ့ဒီပြည်သူတွေပေါ့ဗျာပြည်သူတွေကတော့ဒီကြားမညက်ရေးပြည်သူတွေပါမယ်ပြီးရင်ကျွန်တော်တို့ TNL လေးထောက်ကနေအုပ်စုစစ်တပ်ရောက်ပြီးရအုပ်စုတွေ နောင်ချိုကနေရွှေ့နေကြပြီနောင်ချိုမရှိတော့ဘူးပြေးနေကြပြေးနေကြပြီဟိုဟာမနေရည်စပြီးတော့တက်မတော်ကကန်ကြီးရွာကိုတိုက်ရိုက်ပြီးလဲဆိုတော့အဲ့ဒီအုပ်စုတွေခုနကကျွန်တော်ရှေ့ရတင်ပြတဲ့စစ်တို့ကြောင့်အုပ်စုတွေရောပြီးပြည်သူတွေပေါ့ပြည်သူတွေဂျာမညက်ဖို့တော့ပြည်သူတွေလည်းဆုတ်သွားပြီခွာသွားပြီနောင်ချိုမျိုးမှာလူဝတ်သိမရှိတော့လူဝတ်သိမရှိတော့ဘာကြောင့်လဲတက်မတော်ကတက်မတော်ရဲ့ထိုးစစ်ကလက်ရှိနောင်ချိုမျိုးအနည်းကိုရောက်နေပြီလားသူတို့သိတယ်သိတဲ့ကကြောင့်ဒီတက်မတော်ဒီသူတို့ရဲ့ဒီနှစ်ဖက်တိုက်ပွဲတွေကြောင့်ပြည်သူတွေဒီမှာဂျာမညက်ဖို့တော့သူတို့ပြေးနေကြပြီတီအန်အယ်လေးကလည်းဟိုဟာပေါ့ပြည်သူတွေပြေးကုန်မပြေဘူးပြည်သူတွေလည်းပြေးတယ်တီအန်အယ်လေးကဘာကြောင့်လူရဲခုပြီးတိုက်နေရတော့အခုကခင်ဗျာဒီနောင်ချိုမျိုးပေါ်မှာလူသိမရှိတော့ လူကခင်ဗျာဘယ်သူတွေရှိမှာဆိုရင်ဒီ TNL ကိုထောက်ပို့ပေးတဲ့အဖွဲ့ရှိမှာ TNL ရဲ့မိသားစုဝင်တွေရှိမှာအဲ့ဒီအုပ်စုတော့ပဲရှိတော့တယ်အဲ့တော့နောက်ချုံမျိုးရဲ့အခြေအနေနဲ့ပတ်သက်ရင်တက်ကလက်ရှိကန့်ကြီးရောက်ကိုရရှိတာပြီးဖြစ်တယ်လက်ရှိကခင်ဗျာဆက်ကြောင်းလောက်ရှောက်ထိုးနေတယ်တော့ကြောက်ထိုးတော့ကြောက်ထိုးနေတယ် TNL ကလည်းဒီခန်းစစ်သူတို့ရဲ့ခန်းစစ်ကျိုးသွားပြီနောက်နောက်ပိုင်းမှာနောက်ပိုင်းမှာကျွန်တော်ရွာရီရွာတွေမှာကြန့်ရှိတဲ့ရွာတွေမှာတော့တောက်လျှောက်တော့ခန်းစစ်တွေလောက်တယ်ဒီကနေ့လဲကျွန်တော်တက်မတော်ကနေမြေရှင်းလေးမျိုးတောက်လျှောက်လုံနေတယ်များမကြောက်မိကာလမှာခင်ဗျာနောင်ချုံမျိုးမှာနိုင်ငံတော်လန်လွတ်လိုက်မယ်တက်မတော်ရှစ်ချောင်းသုံးချောင်းနဲ့နောင်ချုံမျိုးကိုပတ်ဝိုင်းနေတယ် ပတ်ဝိုင်းထားယူပါတယ်။တချို့သောနေရာတွေမှာအကြမ်းဖက်အုပ်စုတွေအဝိုင်းခံယူပါတယ်။အဲ့တော့အဲ့မှာရှိတဲ့နေရာကျွန်တော်မပြောတော့ဘူး။အဲ့ကောင်နေအပေလွတ်ထွက်ရလိမ့်မယ်။လမ်းထဲချရင်ရှားလမ်းထဲမချရင်အပေလွတ်ထွက်ရလိမ့်မယ်။အဲ့လိုနေထားရောက်သွားပြီ။ဒီနောက်ချိုကရှမ်းမြောက်ဒေသအတွက်တကယ်ကိုအရေးပါတဲ့နေရာတိတ်ကိုအရေးပါတဲ့နေရာဒီနေရာကျိုးသွားပြီဆိုရင်ခင်ဗျာတနေရာပြီးတနေရာရလိမ့်မယ်။ရလိမ့်မယ်။အဲ့တော့နောက်တဲ့တန်ရဗမော်အဲ့တော့ဗမော်ရဲ့တိုက်ပွဲချင်းနေတဲ့ပတ်သက်ရင်လည်းကျွန်တော်တို့အားအားကြီးကောင်းတယ်ဗျာခင်ဗျာအရန်ကောင်းတယ်အရန်အရန်ကောင်းတယ်လို့ပဲကျွန်တော်ပြောမှာဖြစ်ပါတယ်အဲ့တော့ မနေ့ကဆိုလည်းပဲဒီတက်မလို့ရဲ့ဒီတက်မလို့ကဘလောက်အဲ့မှာဗျာအားအုပ်ဘလောက်ကောင်းဆိုအကြပ်ဘက်တရားဒီတက်မလို့ရဲ့စကန်နေကိုလာပြီးကင်းတောက်တော့ကင်းတောက်တာအဲ့ဒီအကြပ်ဘက်သမားတွေကင်းတောက်တဲ့ drone ကိုတက်မလို့ရဲ့ drone ကခင်ဗျပြန်ပြီးကင်းတောက်ပြီးတော့ဒီကောင်လေးဒီကောင်လေးကဗျာဒီသူတို့ရဲ့ဒီပြန်တန်းတဲ့နေရာကနေပြီးတော့ဒီတက်မလို့အဖွဲ့တွေဘယ်နေမှလှုပ်ရှားလို့တောက်ချောက်တော့ကင်းတောက်တယ်ကင်းတောက်ပြီးတော့သူတို့ပြန်ပြီးတော့သူတို့ရဲ့ဒီ drone လွတ်တင်တဲ့နေရာကိုပြန်ဆင်းတယ်အဲ့ဒီပြန်ဆင်းတဲ့ drone ကိုတက်မလို့ရဲ့ကင်းတောက် drone ကတောက်ချောက်ကိုချိန်ပြီးတော့အဲ့ဒီနေရာကိုကျွန်တော်ဘုံကျဲပြီးရှင်းပလိုက်တာခင်ဗျပျောက်လူလည်းပျောက် drone လည်းပျောက်အကုန်ပျောက်အကုန်ပျောက်ခင်ဗျအဲ့မှာခင်ဗျဗမောကတော့စစ်သွေးသွားတယ်အသိဉာဏ်ပဲ 比外头那个趴个，趴个今天不带，哥们，大哥，辛苦呗，辛苦呗，到下午哥们，心里苦，到下午累的嘞。哎妈，你第二幕哎，第二咋的，拄火嘞，欧叔的到下午闲的嘞，啊，加不阿伯欧叔的到下午闲的嘞，闲的比外头哥们，跟他拉力呗，啊，差你阿力嘞，大哥拉力呗，羡慕阿伊你才，给阿伊妈一样羡慕，给阿伊妈一样羡慕，阿加我讲，给阿伊阿伊阿龙话，帮忙买薯片咪在嘞，阿伊妈在罗蕉里，实在个哥们，再加实在个，实在个啦，冇补，实在个哥们，所以咪在啦。 စစ်တိုက်ကကြာလေလေဒီတိုက်ပွဲကအရှိန်ကြာလာလေလေနောက်ကနောက်ကထောက်ထောက်ပန်းနဲ့ထောက်ပန်းမှုဘလောက်အားကောင်းလဲပုံမှန်မှုတည်တယ်နောက်ကဘလောက်ပန်းဘူးပေးနိုင်လဲပုံမှန်မှုတည်တယ်မှုတည်တယ်အဲ့တော့တိုက်လေဒီမှာတက်ကတော့ဗျာခင်ဗျအနစ်အနစ်90ကျော်လောက်အချပ်ပါသမားတိုက်လာခဲ့ယူလိုက်ပဲဗျာခင်ဗျအားလေဒီချိန်မှာသူတို့ကဒီဒီနိုင်ငံကြီးအပြောင်းလဲကြောင်းဟာခင်ဗျအန်တီပါတီနဲ့ပေါင်းပြီးတိုက်တာလူတိုက်လေဆက်တိုက်ပါပဲတက်ကတော့ခင်ဗျဆက်တိုက်ပါပဲတိုက်ပါပဲဥဘမောတိုက်ပွဲဘာဖြစ်သွားကြီးလဲပြည်ကြီးတယ်ခင်ဗျပြန်လာတော့မရှိတော့ဒုက္ခရတဲ့ဒုက္ခဝင်ပဲ တပုံကြီးပဲအဲ့မှာ PDF တွေပြီးခဲ့ကိုသားကိုရှိသေးတာသိသွားပြီလားဒုက္ခရဖြစ်သွားပြီမျောနေတာတရတရမျောနေရမနေဘူးမျောနေရမနေဘူးခင်ဗျာတချင်ပြည်နဲ့တိုက်ပွဲစကိုင်းတိုင်းရဲ့တိုက်ပွဲကဗမော်ပဲဗမော်ပဲဗမော်ကတကယ်ချက်ပိုင်ပဲနောက်တစ်ခုကကျွန်တော်တို့ဒီရခိုင်ပြည်နယ်မှာဆိုရင်ကြောက်ဖြူကြောက်ဖြူမှာလည်းတိုက်ပွဲတွေဖြစ်နေတယ်ပြီးတော့ကြောက်ဖြူမှာကြောက်ဖြူရဲ့တိုက်ပွဲတွေရောလက်ရှိကျွန်တော်တို့ဒီဘက်မှာမှုန်တိုင်းက မရှိတော့ဘူးမုံတိုင်းမရှိတော့ဗျာခင်ဗျပြေးလိုက်ပြန်မှာရှိရတက်မလို့စစ်သင်းပေါ်တယ်တောင်းလျှောက်ရန်သူတွေကပြစ်လို့ရတယ်သူကမုံတိုင်းဝင်တယ်ဆိုတော့ဗျာသူရဲ့သဘောတဘာဝကဒီတက်မလို့ရဲ့စစ်ရည်ရင်တွေကသူတို့ပြစ်ခတ်ကြတာအခက်အခဲရှိတာပေါ့လှမ်းရအရန်ကြမ်းလာတော့အခုကမုံတိုင်းလည်းမဝင်တော့ဘူးစစ်သူရောအုပ်စုတွေမုံတိုင်းဝင်ပါဆိုလည်းမင်းတို့ဆူတောင်းနေတယ်မုံတိုင်းလည်းမရှိတော့ဘူးမုံတိုင်းမရှိတော့တက်ကအေးစစ်တက်မလို့ရဲ့စစ်သင်းပေါ်တယ်ရေပြားတွေကောင်းကောင်းကြီးပြစ်ထည့်လို့ရတာကြောက်ပြီးပါလေတိုက်ပွဲတွေပြင်းထန်နေတယ်အဲ့တော့လက်ရှိကကျွန်တော်တို့တက်မလို့ရဲ့ဒါဒါကျွန်တော်တို့ဒါနေမြေရှိလိမ့်မလားတော်တော်လေးအလုံးဖြစ်တယ်လို့ကျွန်တော်ပြောမှဖြစ်တယ်တော်တော်လုံးဖြစ်တယ်တစ်ဖက်မှာတန်တွဲ ရရှိတက်မလို့ပါလေဒီတန်ရွဲကိုကန်တက်ဖို့အတွက်ခင်ဗျာနေပြည်ရှင်းလို့တောက်လျှောက်လုပ်နေတယ်အဲ့မှာကျွန်တော်စစ်သင်းဘောတွေနဲ့အချမ်းဘက်သမိုင်းခြေကုပ်ရည်နဲ့တောက်လျှောက်ရှင်းနေတယ်များပြားမိကာလာမှာလေခင်ဗျာတန်ရွဲကတက်မတော်ရဲ့အချုပ်ချာအနာကိုပြန်ရောက်လာလိမ့်မယ်ခင်ဗျားတို့ကဘလောက်ထိနိုင်ပါလဲဘလောက်ထိနိုင်ပါလဲကဲလုံစမ်းပါမင်းတို့ကဒီစစ်သင်းကျွအေအုပ်စုတွေကဒီလိုမျိုးလေးလက်ထိထိနိုင်တာကိုငါတို့ရပြီလို့អော်လို့မရဘူးလေအဲ့မှာဝင်ဟင်းဘလို့ထိမလဲပြင်လဲပြင်ရလာတဲ့စစ်သင်းဘောတွေမင်းတို့ဘလို့ထိမလဲဘလို့ထိမလဲလက်ရှိတော့ခင်ဗျာအခုစစ်သင်းကျွအေဆိုတော့နောက်ဘွားနေရိုက်ခံတာသူတို့ရဲ့စစ်ကြောင်းနဲ့ရှိကိုကျုံနေပြီ ရှေ့ကိုကျုံရှေ့ကိုကျုံလဲဆိုတာကျွန်တော်ဒီဘက်မှာရှိတဲ့ဒီအေယာဝီတိုင်းနဲ့ရခိုင်ပြည်တောင်ပိုင်းအဆက်မှာသူတို့လှုပ်ရှားတဲ့ခါမှာသူတို့ဒီတန်တော်မှာကအင်အားနည်းနည်းလေးပဲရှိတော့တယ်တန်တော်မှာအင်အားနည်းနည်းလေးဆိုတော့တပ်မတော်ကဒီဒီရေပြားတွေလာပြီးကန်တက်ဖို့ကန်တက်မယ်ပေါ့ဗျာကန်တက်ဖို့တော့ဒီစစ်သင်းဘောတော့ရှော့ပြင်းရှင်းနေများမကြပြီကာလပါလေလာလိုက်မယ်အဲ့တော့စစ်တိုက်တယ်ဆိုတာခဏရေးရေးဆွတ်တိုက်ရတာချက်ချက်တိုက်လို့မရဘူးတရားတည်းမပြီးဘူးတရားတည်းမပြီးဘူးတရားတည်းမပြီးဘူးလာလိုက်မယ်ခင်ဗျားတို့မကြခင်တန်တော်မျိုးလေတပ်မတော်ရဲ့အိမ်တို့ခင်ဗျားတို့ပြန်ရောက်လိုက်မယ်နိုင်ငံတော်ရဲ့အလားတန်တော်မှာပြန်လွှင့်လိုက်မယ်ခင်ဗျားကြည့်ရတာလေ ကြည့်ရတာလေရခိုင်ပြည်နယ်ရဲ့စည်ရေးပြအေးပါတာကကျွန်တော်တို့ဒီကြောက်ဖြူကြောက်ဖြူကြောက်ဖြူအေးပါတယ်ပြီးရင်ကျွန်တော်တို့တကယ်ကချင်ပြည်နယ်ရဲ့စကိုင်းမှာဆိုဗမော်အရန်ကိုအေးပါတယ်ရှိုင်းမြောက်ဒီသားမှာဆိုနောင်ချိုတကယ် key point နေအဲ့ဒါ key point ပဲစစ်တိုက်တိုက်ပွဲတွေဖြစ်တိုက်ပွဲတွေဖြစ်နေဆို key point ကဘယ်နေရာလဲဆိုတာရှာရတယ်အဲ့ဒါ key point ပဲအဲ့ဒီအနေအရာတွေမှာတော့အားလုံးဒီတပ်မတော်ရဲ့ရှင်းလင်းမှုတွေတော်တော်လေးကောင်းတယ်ပေါ့ဗျာအဲ့တော့ဗမော်ချင်းရဲ့ပတ်တိုင်လည်းဘာမှဆိုးနေရမရှိဘူးဘာမှဆိုးနေရမရှိဘူးဒါဒီလိုမျိုးကျွန်တော်တင်ပြမှာဖြစ်ပါတယ်နောက်ဆုံးသတင်းပေါ်ဆက်တင်ပြပေးချင်ပါတယ်ဒါတော့ကျွန်တော်တို့ဒီဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပတဲ့အိုင်အိုင်အယ်လိုရဲ့ညီလာခံပေါ့ဗျာအဲ့ဒါကျွန်တော်9ရက်6လ2025ခုနှစ်မှာ ဒါမြန်မာနဲ့ပတ်သက်ပြီးတော့တို့ဆုံးဖြတ်ချက်တခုချတယ်ပေါ့အဲ့ဒါတော့ဗျာတို့ဒီ ILO ရဲ့ ILO ရဲ့ဒီဥပဒေပုံမှာပေါ့ဗျာခေါင်းတော့မြန်မာလိုပြန်တော့ ILO ရဲ့ဥပဒေပုံမှာ33 33ရာမြန်မာကိုတို့ဆုံးဖြတ်ချက်လိုက်တယ်ပေါ့ဗျာအဲ့ဒီချိန်နဲ့ပတ်သက်ပြီးတော့ NGO အုပ်စုကတို့လည်းအောင်ပွဲငါပြည်သူလူအောင်ပွဲရှောက်ပြောနေတာရှောက်ပြောနေတယ်ဒီအတိုင်းဗျာအဲ့ NGO အုပ်စုတွေကတကယ်ယုံစရာဗျာပြည်သူလူလူဒုက္ခရောက်ဖို့ကဗျာရားတဲ့အပေါက်ဒီတပေါက်လင်းလုံးအဲ့ဒီတပေါက်ကနေကဗျာပြဿနာရှာတယ် NGO အုပ်စုတွေကြည့်လိုက်ဒီတပေါက်လွတ်နေလားအပေါက်လှည့်ရှာဒီတပေါက်လွတ်အဲ့ဒီတပေါက်ကမီးရှို့လိုက်တယ်ဘာလို့ပြည်သူလူလူဒုက္ခရောက် အန်ယူဂျီဥစ္စာတကယ့်အကြမ်းဖက်တွေအကြမ်းဖက်အုပ်စုတွေခင်ဗျားတကယ့်ကိုဒီအုပ်စုတွေလောက်ခင်ဗျားတတိမမနာရှိဦးမရှိဘူးတကယ့်ခင်ဗျားခွေးတော်မှလေဂေဟာခွေးတွေမဟုတ်ဘူးတကယ့်ခွေးတွေခွေးလေခွေးယူတွေအန်ယူဂျီဥစ္စာကခင်ဗျားတကယ့်ခင်ဗျားဂေဟာခွေးတွေလိမ္မာသေးတယ်အန်ယူဂျီဥစ္စာကခင်ဗျားခွေးယူတွေတတိမပတ်ကြိုက်တယ်အဲ့ဒီအုပ်စုတွေအဲ့ဒီအဲ့ဒီအုပ်စုတွေဆိုအောက်ပွဲတယ်ဗျာခင်ဗျားခင်ဗျားအမအင်္ဂလိပ်လိုမျိုးကမြန်မာလိုတင်ထားတယ်တင်ထားတယ်မဖတ်တဲ့လူဝဖတ်ကြည့်ဝဖတ်ကြည့်အဲ့တော့ဖြစ်စဉ်တည်ပြပါမယ်ဒီဆွစ်ဇာလန်နိုင်ငံဂျနီဗာမှာကျင်းပတဲ့ ဒီအိုင်အန်လိုရဲ့133ကျင်းမြောက်အပြည့်ပြဆိုင်ရာအလို့သမားညီလာခံမှာတော့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်တခုချပါတယ်အဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်ကတော့ဗျာဒီအိုင်အန်လိုရဲ့ပုံမှန်33အဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့အိုင်အန်လိုကအာဟိုအိုင်အန်လိုရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးအနုကျအာငါတို့အောင်မြင်ပြီပေါ့ဗျာတိတ်ကိုကြီးစရာကောင်းတယ်တိတ်ကိုကြီးစရာကောင်းတယ်အဲ့လိုဆုံးဖြတ်ချက်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့အိုင်အန်လိုကအဲ့ဒီလိုမျိုးကျွန်တော်တို့ဒီဒီပုံမှန်33နဲ့ဆုံးဖြတ်ချက်ချခဲ့တာက2000ပြည့်နှစ်မှာတစ်ကြိမ်လက်ရှိမှာတစ်ကြိမ်နှစ်ကြိမ်နှစ်ကြိမ်2000ဆိုတော့ဗျာကျွန်တော်တို့ဒီဗိုလ်ချုပ်မှုကြီးရေဗိုလ်ချုပ်မှုကြီးဦးတန်းရွှေရဲ့လက်ထက်အဲ့ဒီကလာအဲ့ဒီချိန်နဲ့ပတ်သက်ပြီးတော့ဒီနာဆာကလည်းတရေတော့ပြန်တယ် အဲ့ဒီကဒီဒီ ILO ရဲ့ဆိုမချက်နဲ့ပတ်သက်ပြီးတော့သူတို့လေ့လာကြရမှာတဲ့နိုင်ငံရေးဆိုင်ရာအခြေခံမှုအပေါ်မှာအခြေခံပြီးတော့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီးတော့မြန်မာနိုင်ငံအစိုးရအပေါ် ILO မျက်နှာစာမှဒါတဆင့်ဖိအားပေးနိုင်ရွယ်ချက်ဖြင့်ဒါကျွန်တော်တို့တစ်ဖက်သက်တောင်းဆိုလာတဲ့ဆုံးဖြတ်ချက်တည်းဖြစ်ပါတယ် ILO မှဆက်မှတ်တော့ဆုံးဖြတ်ချက်များသည့်နိုင်ငံရေးကိုဖိအားပေးလို့၍ဆုံးဖြတ်ထားသည့်အချက်လက်ဖြစ်ရတဲ့မြန်မာနိုင်ငံအတွင်းမြစ်တင်းတွေကလောက်ခိုင်းအကြသည့်အလုပ်ရှင်များအလုပ်သမားများစီးပွားရေးလုပ်ငန်းရှင်များအပေါ်တယောက်မှုများမရှိသောကြောင့်ဆောင်ရွက်မှုမရှိဘဲ လုပ်ငန်းကိုများသိအေဂျင့်စွာဆက်လက်လုပ်ကိုင်နိုင်ပြီဖြစ်ပါတယ်တဲ့မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက်အရေးကြီးသောအလုပ်သမားတို့အခွင့်အရေးများဥပဒေဥပဒေနဲ့အညီတိုးတက်မှုရရှိရေးလူမှုဘဝဖွံ့ဖြိုးရေးအလောက်ကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရေးအတွက် ILO အပအဝင်နိုင်ငံကအပိုင်းဝိုင်းနဲ့ဆက်လက်ထိတွေ့လျက်မြန်မာနိုင်ငံအချုပ်အခြာအာဏာနဲ့လွတ်လပ်မှုကိုမထီပါစေသောပူပေါင်းဆောင်မှုများဆက်လက်ဆောင်တော်မှာဖြစ်ပါတယ်တဲ့အလုပ်သမားဝန်ကြီးဌာနကအဲ့တော့ဒီချိန်နဲ့ပတ်သက်ပြီးကျွန်တော်တို့လက်ရှိဒီမြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်းရှင်ကြီးကကျွန်တော်မေးတယ် ဒီရက်တက်ရောက်မှုကဒီ ILO ရဲ့ဒီပုံမှန်33ရဲ့ဒီတက်ရောက်မှုကမြန်မာနိုင်ငံပေါ်မှာဘာတွေထိခိုက်နိုင်လဲလို့ပြီးတယ်ထိခိုက်နိုင်မှုမရှိပါဘူးတဲ့အဓိကလက်ရှိဒီမြန်မာနိုင်ငံဖြစ်ပေါ်နေမှုအပေါ်ဖြစ်ပေါ်နေမှုအပေါ်ဒါတို့ကထိန်းချောင်းနိုင်မှုတွေဖိအားပေးနိုင်မှုတော့ပေါ့ဗျာအဲဒီပေါ်လောက်လိုက်ဖြစ်ပါတယ်ဘာမှထိခိုက်မှုမရှိပါဘူးတဲ့ဘာကြောင့်လဲဆိုတော့ရှေ့မှာကျွန်တော်တို့ဒီ2000ခုနှစ်မှာ ဗိုလ်ချုပ်ကြီးဦးတန်းရွှေလက်ထက်မှာဒီလိုမျိုးအိုင်ရုံကချမှတ်ခဲ့ပါတယ်အဲ့ချိန်တုန်းကလည်းတက်ရောက်မှုကြီးကြီးမားမားမရှိပါဘူးတဲ့အဲ့ချိန်တုန်းကလည်းကျွန်တော်မြန်မာနိုင်ငံမှာဒီအထက်ချုပ်လုပ်ငန်းတွေရှိတယ်အခြားသောဒီနိုင်ငံတကာရဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရှိပါတယ်တဲ့အဲ့ချိန်တုန်းကလည်းဘာမှတက်ရောက်မှုမရှိပါဘူးတဲ့လက်ရှိလက်ရှိအချိန်ဒီမှာလည်းကျွန်တော်တို့ဒီမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံတဲ့အားလုံးနားလည်အောင်ပြောရမယ်ဆိုရင်နိုင်ငံရင်းနှီးနိုင်ငံသားတိုင်းရင်းနှီးမြှုပ်နှံမှုတွေပြည်ပမာရှိရကျွန်တော်တို့ဒီရင်းနှီးမြှုပ်နှံမှုတွေပတ်သက်ရင်ဘာမှအထူးကိမှုမရှိဘူးလို့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်းရှင်ကြီးများကလည်းပြောပါတယ်ဘာမှဆိုရတာမရှိဘူးအဲ့တော့ဟိုကအောင်ဝဲတွေပါလုံးတယ်ဗျအောင်ဝဲတွေပါလုံးတယ်အဲ့မှာနိုင်ငံကသတင်းစာမျက်နှာတွေမှာလည်းကြည့်လိုက်ဒီရဲ့ဒီ IL ရဲ့စွန့်ပစ်ချက်က လက်ရှိမြန်မာနိုင်ငံပေါ်မှာဘာမှတက်ရောက်မှုမရှိပါဘူးလို့ပြောရတယ်ရေးထားတယ်ဗျာရေးထားတယ်အမှရေးထားတယ်သူတို့ကတော့ဗျာအောင်ပွဲတယ်ဗျာဘာအောင်ပွဲလဲတော့မသိဘူးအောင်ပွဲလဲတော့မသိဘူးအဲ့တော့အကြက်ပဲအုပ်စုတွေကတော့ခင်ဗျားသိရတိုင်းပဲဘယ်နာမီးရှို့ရမယ်ကြည့်နေအဲ့ဒါပဲဒါကြောင့်ကျွန်တော် NGO အုပ်စုတွေကဗာနဲ့တူလဲဆိုတော့ခင်ဗျားခွေးတော်မှာဂေယာခွေးနဲ့တူတာမဟုတ်ဘူးဂေယာခွေးတို့အဲဂေယာခွေးတို့လမ်းပြခွေးဆိုတာကျွေးတဲ့ကိုရှင်တန်ခဲ့တဲ့ပတ်ဝန်းကျင်ကိုခင်ဗျားကောင်းကျိုးပြုသေးတယ်လူစိမ်းဝင်လာဟောင်သေးတယ်ဒီခင်ဗျားဒီ NGO အုပ်စုတွေကခင်ဗျားတကယ်ခွေးယူတွေတွေ့သမျှကိုလိုက်ပါဆွဲတာအဲ့လိုအကောင်နေရှင်း